ဆယ်လီသမီးစုဟာအမေရိကမှာနေထိုင်စဉ်ကာလတုန်းကနိုင်ငံတော်အကြီးအကဲတွေနဲ့တက်မတော်အရာရှိတွေရဲ့ပုံရိပ်ကုန်တိတ်ခါကြဆင်းစေဖို့လှုပ်ဆောင်ခဲ့တယ်ဟုဆိုကသမီးစိုးကိုအမြန်ဆုံးဖမ်းဆီးဖို့ခေါင်းစဉ်တက်တိုင်ကြားခဲ့တဲ့ဒေါ်အီတင်ကိုမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့အောက်တိုဘာလ12ရက်နေ့မှာတော့ဆယ်လီသမီးစိုးခေါ်တက်ကိုကိုကိုရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိမ့်မှာတက်ဆိုင်ရာကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအခုလက်ရှိစစ်ဆေးမင်းမြန်းခံနေရတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် အခုလိုနိုင်ငံတွေကနေပြန်မထွက်ခင်အမေရဖမ်းမိစေဖို့အတွက်ဒေါ်အီတင်ကိုကတမီးဆိုးခေါ်တက်ကိုကိုဟာအမေရိကမှာနေထိုင်စဉ်ကာလတလျှောက်တမတော်ရာရှိတွေနဲ့နိုင်ငံတော်အကြီးအကဲတွေအပေါ်မှာတမီးဆိုးကစော်ကားပြောဆိုခဲ့ပါတယ်ဆိုတဲ့စာသားတွေနဲ့တိုင်တန်းခဲ့တာပဲဖြစ်ပါတယ်။ အီတင်ကိုရဲ့တိုင်ကြားစာအရတမတော်ဤအကြီးကဲဖြစ်သည့်ကာကျုပ်ကတော်အမေကျူကျူလာအပါအဝင်တမတော်ရရှိများရဲ့ပုံရိပ်ဂုံတိတ်ခါကြာစင်းစေရန်နဲ့အကြံဖတ်အားပေးပို့စ်များကိုတက်ကိုကိုခေါ်ရွှေတန်းအမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ live လွှင့်ရ၎င်းစာများဖြင့်၎င်းရေးသားပြောဆိုခဲ့သောတက်ကိုကိုခေါ်တမီဆိုအားထရောက်စွာရေးယူပေးပါရန်မြန်မာနိုင်ငံသားတယောက်အနေဖြင့်တိုင်ကြားအပ်ပါသည်ဟုဆိုကဒေါ်အီတင်ကိုကသက်ဆိုင်ရာကိုတိုင်ကြားခဲ့တာလည်းဖြစ်ပါသည် တက်ခုကိုခေါ်တမီဆိုးဟာအမေရိကမှာနေထိုင်စဉ်ကာလအတွင်းမြန်မာနိုင်ငံကနာမည်ကြီးတရုတ်ဆောင်တွေဆယ်လီတွေနဲ့တခြားသောအရာရှိပိုင်းတွေကိုပုတ်ခတ်ပြောဆိုခဲ့မှုတွေကြောင့်မြန်မာနိုင်ငံကိုပြန်လာစဉ်ရဲ့တွင်သူမကိုဖမ်းဆီးအရေးယူဖို့အတွက်လူလားသူတွေမျောများစွာရှိနေကြတာလည်းဖြစ်ပါတယ်။ ဒီနေ့အောက်တိုဘာလ12ရက်နေ့မှာတော့တက်ကိုကိုခေါ်သမီဆိုဟာသူမကိုမမမိနိုင်လောက်တဲ့အထိရုပ်ဖြတ်ခဲ့ပြီးစင်ကာပူနိုင်ငံကိုထွက်ခွာဖို့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ရှိစင်ကာပူနိုင်ငံကိုပြန်တမ်းမဲ့လေယာဉ်ပေါ်ကိုရောက်ရှိနေတဲ့အချိန်ရောက်မှာတက်ဆိုင်ရာကလေယာဉ်ပေါ်အထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်အခုလက်ရှိမှာတော့တက်ကိုကိုခေါ်တမီဆိုးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့မင်္ဂလာတုံမြို့မှရဲစခန်းမှာတက်ဆိုင်ရာကစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ်။